ကြည့်လိုက်ရင်တော့အရန်လာတဲ့ကျွန်းလေးတစ်ကျွန်းပါပဲဒါပေမဲ့ဒီကျွန်းဟာကမ္ဘာပေါ်မှာအနေရအရှိဆုံးနေရာဖြစ်လို့ဘရာဇီးအစိုးရကလူဝင်ခွင့်လုံးဝလုံးဝပိတ်ပင်ထားပါတယ်။ဘာလို့လဲဆိုတော့ဒီကျွန်းပေါ်မှာကမ္ဘာအစိတ်အပြင်းဆုံးမွေတစ်မျိုးဖြစ်တဲ့ Golden Lancehead Viper ကြီးပိုင်ဆိုထားလို့ပါပဲ။ကျွမ်းကျင်သူတွေခံမှန်းချက်အရာဒီကျွန်းပေါ်မှာ test တူရမ်းမီတာတိုင်းမှာမွေတစ်ကောင်ကနေ9ကောင်အထိရှိနေတတ်ပါတယ်တဲ့။ဆူလိုတာကတင်ချီလန်းတလန်းလန်းလိုက်တိုင်းတင်ချီလောက်နာမှာမွေတစ်ကောင်ရှိနေမှာအသေးကြပါပဲ။ သူတို့ရဲ့အစိတ်ကတာမမွေတက်၅ဆပူပြင်းပြီးလူအသားကိုတော့အေးပျော်သွားနိုင်သည့်အထိကြောက်ဖို့ကောင်းပါတယ်။ဒီကျိုးမမှာမိလိုက်ပြဆောင်မိသားစုတစုနေခဲ့မှုပါတယ်။ဒါပေမဲ့တညမှာပြင်းပောက်ကနေမွေဝင်လာပြီးတမိသားစုလုံးကိတ်သက်ခံရတဲ့အထိဖြစ်ရဆိုဖြစ်ပြီးကြတဲ့ကဒီကျိုးမဘယ်လူသားမှမမီရတော့ပါဘူး။အခုချိန်မှာဆိုရင်တော့ဘရာဇီးရေတက်မတော်နဲ့သူ့ရေသနပညာရှင်တွေကလွဲရင်ဘသူမှအဲ့ဒီကျုံးကိုခြေချခွင့်မရှိတော့ပါဘူး။ ကဲတင်လာဆိုရင်ဒေါ်လာတန်ပေးမယ်ဆိုရင်ရောဒီကျုံးမှာတညလောက်တော့အိတ်ရမလားဆိုတာကွန်မန့်မှာဖြည့်ပေးခဲ့ကြပါအောင်